ရေပင်မှာတရားလုံးနီးပါးကိုကဲတင်ခဲ့တဲ့သူရဲကောင်းမောင်ပေါ်များလေးကကဲစဲအဖွဲဝင်ဖြစ်ဆောင်ရွက်တော်မယ်။ ပရိသတ်များလုံးမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်တွေအမျိုးမျိုးကြုံတွေ့ခံစားနေကြရပြီးလွန်ခဲ့တဲ့နှစ်မှာတော့ရေဘေးကိုအကြီးအကျယ်ခံစားကြရပါဗျ။အဲ့ဒီချိန်တုန်းကကိုပိုင်ဆက်လီအစုပ်ကလေးနဲ့တရွာလုံးနီးပါးရဲ့အသက်ကိုကယ်တင်ခဲ့တဲ့သူရဲကောင်းလေးမောင်ပေါ်များကိုတော့ပရိသတ်ကြီးတို့မှတ်မိကြအောင်မယ်လို့ထင်ပါတယ်။အခုတော့သူရဲကောင်းလေးမောင်ပေါ်များကတော်တော်လေးလေးအရွယ်ရောက်လာပြီဖြစ်တယ်လို့မကြခင်မှာပဲကယ်ဆယ်ရေးအဖွဲ့ဝင်အနေနဲ့ပြည်သူတွေရဲ့အသက်ကိုစူးစမ်းပြီးတော့ကယ်တင်သွားမယ်အကြောင်းအတည်ပြုလာခဲ့ပါတယ်။ ။မောင်ပေါ်များလေးဟာဆိုရင်ရေပေးကြုံလာတဲ့အခါမှာသူ့ရဲ့အသက်ကိုပဓာနာမထားပဲရွာမှာရှိတဲ့ရွာသူရွာသားတွေအကုန်လုံးဒီဘာကိုအခောက်အခောက်အခါခါကဲတင်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်အစုပ်ကလေးနဲ့စင်ရင်နွမ်းပါစွာနေထိုင်နေရပေမဲ့စိတ်ဓာတ်ကတော့မစင်ရဲပဲအင်မတန်ကိုမြင့်မြတ်သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။သူရဲ့ကဲတင်မှုတွေကြောင့်ရွာကလူတွေရဲ့အသက်လဲချမ်းသာရရသွားခဲ့ပြီးတော့အကုံလုံးကလည်းကျေးဇူးတင်နေခဲ့ကြတာပါ အဲ့ဒီအချိန်တုန်းကသူ့ကိုဂုံပြုစုချင်းမြင့်တဲ့သူတွေရှိသလိုတရုတ်ဆောင်ဂူဂူကလည်းပညာရေးအတွက်ထောက်ပံ့ပါမယ်ဆိုပြီးတော့ဂရီဘေးကအမှန်တကယ်ကူညီထောက်ပံ့ပေးနေကြရပါရေဘေးကြောင့်တွေ့နေရတဲ့အချိန်မှာမောင်ပေါ်များလေးကဘေးလူရောက်ကိုပြေးနိုင်ပေမဲ့ပြည်သူတွေအတွက်သူ့ရဲ့အသက်ကိုမငဲကွက်ဖယ်ညောင်မောင်ကြီးရဲ့မှာဆက်လီကိုမောင်းပြီးတော့ကဲတင်ပေးကြရဖြစ်ပါတယ်သူ့ရဲ့ဖခင်နဲ့အတူတူရေဘေးတင်ပြည်သူတွေကိုနှစ်ညနဲ့သုံးရက်တိတိတိုင်အောင်ကဲတင်မှုတွေပြုလုပ်ခဲ့ရဖြစ်ပြီးသူ့ရဲ့အသက်ကိုတောင်ငဲကွက်ခြင်းမရှိခဲ့ပါဘူးဒီလိုမျိုးအပြုတ်မှုလေးတွေနဲ့တကယ် ုမလေးစားစရာစိတ်ဓာတ်ကိုပိုင်ဆိုင်ထားတဲ့သူရဲကောင်းလေးမောင်ပေါ်များကမကြခင်မှာပဲကယ်ဆယ်ရေးအဖွဲ့ဝင်အနေနဲ့ပြည်သူရဲအသက်ကိုထပ်မံကယ်တင်သွားတော့မှာဖြစ်ပါတယ်။သူ့ကိုပညာရေးထူးချွန်အောင်ကူညီပေးထားတဲ့တရုတ်ဆောင်ကူကူဟာဆိုရင်ကလေးရဲ့စန္ဒာဖြည့်ဆည်းပေးဖို့အတွက်ကြောင်းပြရနေကယ်ဆယ်ရေးတင်နန်းတွေမှာတေချာစွာတင်ကြားပို့ချပေးတော့မယ်လို့စီစဉ်ထားခဲ့တယ်သိရပါတယ်။ မောင်ပေါ်များလေးကသူရဲကောင်းစိတ်တဲ့မွေးဖွားလာခဲ့တဲ့ကလေးတယောက်ဖြစ်တာနဲ့အညီကိုပါတာကိုအေးအေးဆေးဆေးနေလို့ရပါပေမဲ့ပြည်သူတွေရဲ့အသက်ဘေးအန္တရာယ်ကင်းလွတ်အောင်ကဲတင်ဖို့စိတ်ကူးရှိခဲ့ပါတယ်။ သူ့ကိုကြိုးအတွက်မကြည့်ပဲအများကြိုးအတွက်ကူညီခဲ့စေရေးလုပ်ငန်းတွေကိုလုံဆောင်ခြင်းနဲ့မောင်ပေါ်များလေးကိုမိဘတွေကလည်းခွင့်ပြုထားခဲ့ပါတယ်။အခုဆိုရင်မောင်ပေါ်များလေးကចောင်းစာကိုစူးစမ်းပန်းစားနဲ့တင်ယူနေရဖြစ်ပြီးထူးခြားတဲ့အရေးချင်းတွေရှိတယ်ဆိုတာကိုလည်းတွေ့မြင်လာရပါတယ်။ဒါပေမဲ့သူ့ရဲ့မွေးကလေးကပါလာတဲ့ဗီဇကတော့ပြည်သူတွေရဲ့အသက်ကိုကယ်တင်နိုင်တဲ့ကယ်ဆယ်ရေးသမားတစ်ယောက်ဖြစ်ခြင်းနဲ့အတွက်ဒါကိုမိဘတွေကလည်းလျော်ပေးထားခဲ့ရဖြစ်ပါတယ်။တချို့တွေကအဲ့လိုမျိုးကလေးကိုအတင်းကျပ်ကြီးကယ်ဆယ်ရေးသမားဖြစ်အောင်လုပ်နေရလို့ဝေဖန်ကြတာတွေရှိပါတယ်။ ်။ဒါပေမဲ့သူရဲကောင်းလေးမောင်ပေါ်များရဲ့အစိတ်ဓာတ်လေးကလူတွေကိုကူညီကယ်တင်ပေးတဲ့ပရာဟိတသမားသူရဲကောင်းဖြစ်ခြင်းနဲ့ပြေဝတဲ့စိတ်တဘောရကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။လက်ရှိမှာတော့အတက်လက်အရန်ငယ်တည်းရဲ့အတွက်အကြောင်းစာကိုပဲတေချာတင်ယူနေရတာဖြစ်ပြီးမကြာခင်မှာတော့ကယ်ဆယ်ရေးသမားတယောက်ဖြစ်အောင်တင်နန်းတွေတက်ရောက်ပြီးတော့လေ့ကျင့်သွားမှာဖြစ်ကြောင်းသိရပါတယ်။အတက်ငယ်ရွယ်လွန်တဲ့ကလေးတယောက်အနေနဲ့ဒီလိုမျိုးပရာဟိတစိတ်ဓာတ်အပြည့်အဝပါလာတယ်ဆိုတာကတော့တကယ်ကိုမှလေးစားကုန်ယူစရာကောင်းလွန်ပါတယ်။ ရေပင်တော့ကလည်းတရွာလုံးနီးပါးကိုကဲတင်ခဲ့ပြီးတော့အခုလည်းနောက်ထပ်ကဲတင်ရေးလုပ်ငန်းတွေမှာအဖွဲ့ဝင်တယောက်အနေနဲ့ဆောင်ရွက်ဖို့အတွက်စံတားရှိပါတယ်ဆိုရင်သူရဲကောင်းလေးမောင်ပေါ်များကိုပရိသတ်ကြီးတို့ရောလေးစားဂုဏ်ယူမိကြပါသလားရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်